င်္ဂလာပါခင်ဗျရှေကုန်ခတိကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်ဆက်အနာရှင်မင်းအွန်လိုင်းကိုလက်နက်ကင်တိုက်ပြီးဖြိုချအမြင့်ပြတ်မှတိုင်းပြည်တိစောက်နေမှာဖြစ်ပြီးတပွဲတဲ့နဲ့လုံလို့မရဘူးလို့တင်းနယ်လီဘိုလ်ချုပ်တောက်ဖုံးကျော်ကပြောဆိုလဲပါတယ်ရှမ်းပြည်နယ်တောင်ကြီးမြို့မှာဒဇောင်မုံလက်ပြင်းနဲ့တခိုးကြီးညအပျော်တန်းကြက်လာခိုးတဲ့သူကိုတတ်တခိုင်ဥဆောင်နဲ့ပြည်သူ့ရှေ့ဆောင်ပါတီအမတ်လောင်းစိုင်းရွှေထီးနဲ့တားဖြစ်သူကရိုက်တက်လိုက်တဲ့အတွက် ဲ့ဒီပြည်သူ့လုံးပါတီအမတ်လောက်သားပါနှစ်ဦးဟာလူတက်မှုနဲ့အဖမ်းခံထားရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်ဆက်အနာရှင်မဲအွန်လိုင်းကိုလက်နက်ကင်တိုက်ပြီးဖြိုချအမြင့်ဖြတ်မှတိုင်းပြည်တိစောက်နေမှာဖြစ်ပြီးတပွဲတဲ့နဲ့လှုပ်လို့မရဘူးလို့ TNL ဘိုလ်ချုပ်တာဖုံကျော်ကပြောဆိုလိုက်ပါတယ်ဒါကတော့အော်တိုဘလာအတွင်းထုတ်ဝေတဲ့ DNL သတင်းနှင့်ပြန်ကြားရေးဌာနရဲ့စာဆောင်မှာ DNL ဗိုလ်ချုပ်တာဖုံကျော်ရဲ့မိကုံးကိုဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီမိကုံးကတော့တအံ့ဥပဒေအကယ်ဒမီကျောင်းစင်ပွဲမှာပြောဆိုထားတာဖြစ်ပြီးအဲ့ဒီကျောင်းစင်ပွဲကိုဘယ်အချိန်ကပြုလုပ်သွားတယ်ဆိုတာတော့ဖော်ပြထားတာမျိုးမရှိပါဘူး။အဲ့ဒီမှာ DNL ဗိုလ်ချုပ်တာဖုံကျော်ပြောထားတာက2019ဆစ်စင်ရေးအတွက်ရလက်အဖြစ်မြို့တွေတင်နိုင်ခဲ့တဲ့အကြောင်းအချက်ဖတ်မင်းအွန်လိုင်းကိုရိုးရိုးတန်တန်ဆန္ဒပြုယုံလောက်နဲ့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရောမင်းအွန်လိုင်းပြုတ်ချဖို့ရောမဖြစ်နိုင်တဲ့အကြောင်း အကျန်းဖက်ဆန်နာရှင်မင်းအွန်လိုင်းကိုလက်နက်ကင်တိုက်ပြီးဖြိုချအမြင့်ဖြတ်မှသာဒိုင်းပြည်ကိုတိဆောက်နေမှာဖြစ်ပြီးဒါကိုတပွဲတဲ့နဲ့လှုပ်လို့မရတဲ့အကြောင်းကိုတင်းနယ်လေးဘိုးချုပ်တာဖုံးကျော်ကပြောသွားတာဖြစ်ပါလေဒါကိုလှုပ်လို့မရဘူးလားမဖြစ်နိုင်ဘူးလားလို့မေးရင်ဖြစ်နိုင်အောင်အားလုံးအတူတူကစ조사ရမှာဖြစ်တယ်လို့လေတင်းနယ်လေးဘိုးချုပ်တာဖုံးကျော်ကပြောသွားတဲ့အပြင်တင်းနယ်လေးအနေနဲ့ကတော့ AMG နဲ့ရော PDF တွေနဲ့ပါချိတ်ဆက်ဆောင်ရွက်မှုတွေရှိခဲ့တဲ့အကြောင်းကိုလည်းထည့်သွင်းပြောဆိုတော့ပါလေ ဲ့ဒီလိုအချက်ဖတ်ဆရာနာရှင်မင်းအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ကိုဝိုင်းတိုက်ရင်းနဲ့ပဲတစ်ဖက်မှာလည်းတော်လန်ရေးတပ်တွေအနေနဲ့ကိုသိမ့်ပိုက်ထားတဲ့ဒေသတွေမှာအုတ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုတ်ရေးကာကွယ်ရေးတွေကိုတဘာတဲ့ပြင်ဆင်သွားရမှာဖြစ်တယ်လို့လည်းတင်းနယ်လီဘိုချုပ်တပ်ဖုံးကျော်ကပြောဆိုထားပါသေးတယ်။လက်တလောကာလမှာတော့ဒီအောင်နိုင်ငံရဲ့ဂျာဝင်စစ်ဆမှုနဲ့တင်းနယ်လီကအချမ်းဖတ်စစ်တပ်နဲ့အပြစ်ရစဲထားပြီးမိုးကုံနဲ့မိုးမိတ်မြို့တွေကနေပြန်လည်ဆုတ်ခွာမှာဖြစ်တယ်လို့အဲ့ဒီလိုတင်းနယ်လီဆုတ်ခွာမဲ့မိုးကုံနဲ့မိုးမိတ်မြို့တွေကိုတော့ အင်ဂျီတက်တွေအပါဝင်မန္တလေး PDF နဲ့ PLA တက်တွေရောတခြား PDF တက်တွေပါဝင်ရောက်နေရာယူထားပြီးမြို့တွေကိုအစွမ်းကုန်ကာကွယ်သွားမယ်လို့အတိအသီးထုတ်ပြန်ထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာသောင်မုံလာပြင်းနေတခိုးကြီးညအပျော်တန်းကြက်လာခိုးတဲ့သူကိုတတ်တခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီအမတ်လောင်းဆိုင်းရွှေထီးနဲ့တားဖြစ်သူကရိုက်တက်လိုက်တဲ့အတွက် အဲ့ဒီပြည်သုံးလုံးပါတီအမတ်လောက်သားဖနှစ်ဦးဟာလူတက်မှုနဲ့အဖမ်းခံထားရတယ်လို့တောင်ကြီးရဲတရင်ရင်မြစ်ကပြောပါတယ်ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်ကြီးမြို့နယ်အေးတာယာမြို့ရက်ကွက်တရဲ့နေမြင့်နှစ်မှာနေတဲ့စိုင်းထွန်းစာဆိုတဲ့သူကပြည်သူ့ရှေ့ဆောင်ပါတီအမတ်လောက်စိုင်းရွှေထီးရဲ့ခြံဝင်းတဲ့ကကြက်ကိုဒါဆောင်မုံလမ်းပြင်းနေတခိုးကြီးညအပျော်တန်းကြက်လာခိုးတဲ့အနေနဲ့ဝင်ရောက်တဲ့အချိန်ပြည်သုံးလုံးပါတီအမတ်လောက်သားဖနှစ်ဦးက တုံးနဲ့ဝိုင်းဝန်းရိုက်နေရမှာအသက်ပါတိဆုံးတဲ့အထိရိုက်တက်လိုက်ကြတယ်ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီပြည်သူ့လုံးပါတီအမတ်လောက်ဆိုင်းရွှေထီးနဲ့တားဖြစ်သူဆိုင်းကျော်စိုးမိုးဆိုသူတို့တားဖတ်နှစ်ဦးစလုံးကိုတောင်ကြီးမြို့မှာရဲစခန်းကနေလာရောက်ဖမ်းဆီးသွားပြီးလူတက်မှုနဲ့အမှုဖွင့်ထားတယ်လို့လည်းရဲတရင်ရင်မြစ်ကပြောထားပါတယ်အဲ့ဒီလူတက်တရခန်ဆိုင်းရွှေထီးဆိုသူဟာတသက်ခိုင်ဥဆောင်တဲ့ပြည်သူ့လုံးပါတီဝင်ဖြစ်ပြီးသူဟာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာတောင်ကြီးမြို့မဲဆန္ဒနဲ့အမှတ်၁ကနေ ပြီးသုံးလုံးပါတီအမတ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မှုမှတ်ပုံတင်ထားသူဖြစ်ပြီးတော့အခုတော့လူသက်မှုနဲ့ဖန်ဆီးခံထားရပြီဖြစ်ပါလေအဲ့ဒီပြီးသုံးလုံးပါတီရဲ့ခေါင်းဆောင်တတ်တတ်ခိုင်ဆိုသူကိုယ်တိုင်ကလည်းကမ္ဘောဇာဘန်ကိုငွေချက်ဘီလီယံပေါင်းများစွာအကျွေးတွေပြန်မဆက်မှုနဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးမှာတော့ဝင်ပြိုင်ခွင့်မရှိဘဲဖြုတ်ချခံထားရသူဖြစ်ပြီးအခုလေအဲ့ဒီပြီးသုံးလုံးပါတီဝင်တောင်ကြီးမြို့အမတ်လောင်းဆိုသူကပါလူသက်မှုနဲ့ဖန်ဆီးခံထားရပြန်တာဖြစ်တယ်လို့ ဲ့ဒီလိုနာမည်ပြတ်တွေတစ်ခုပြီးတစ်ခုပေါ်ပေါက်နေတဲ့ပြည်သုံးလုံးပါတီဟာစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ဖို့အသေးအတန်စူးစမ်းနေပြန်တာကိုလည်းတွေ့ရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းတောင်သားမြို့ပေါ်ကအချက်ဖက်စစ်တပ်ဂစ်ကန်တွေကိုဒေါ်လာရင်းတပ်တွေကတပြိုင်နက်တည်းဝင်ရောက်တက်ခိုက်သိမ်းပိုက်မှုအတွေ့စစ်တပ်ဘက်ကတပ်သားတွေဟာအကုန်လုံးဆုတ်ခွာထွက်ပြေးသွားကြသလိုစစ်သား၃ဦးလည်းအတီးတီးတိတ်ကုန်ကြပြန်တယ်လို့မြင်းညံခိုင်ပီဒီအမှတ်၃တရင်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာပဲတောင်သာမြို့ပေါ်မှာခြေကုပ်ယူထားတဲ့အချက်ဖတ်စစ်တပ်ရဲ့မဂျီယိုဂိတ်ပိတ်တနိုးတောင်နဲ့စကြံအထွတ်တန်လန်းဂိတ်တွေကိုတော်လိုင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စီးနင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်တပ်ဂိတ်စကန်၃ခုမှရှိတဲ့စစ်သားတွေဟာသူတို့ရဲ့ဂိတ်စကန်တွေကိုစွန့်ပြီးအကုန်လုံးထွက်ပြေးသွားကြသလိုပြစ်ခတ်မှုတွေအတွင်းသေကုန်ကြတဲ့စစ်သား၃ဦးရဲ့မသားအလောင်းတွေကိုလည်းဂိတ်စကန်ဘန်ဂါတွေတဲမှာတွေ့ခဲ့ရတယ်လို့ မြန်ညာခိုင် PDF အမှတ်သုံးတက်ရင်တာဝန်ရှိသူကပြောထားပါလေ။အဲ့ဒီနောက်ဒေါ်လာကြီးတက်တွေကစစ်တက်ဂိတ်စကန်ဘန်ကာတွေကိုမိရှုဖြက်စီရှင်းလင်းမှုတွေလုပ်ခဲ့ပြီးအဲ့ဒီဂိတ်စကန်တွေမှာဒေါ်လာကြီးတက်တွေကဝင်ရောက်ခြေကုပ်ယူထားလို့ရပြီမဲ့ဆက်ပြီးမထိန်ထားတော့ပဲမြို့ပေါ်ပြည်သူတွေရဲ့လုံခြုံရေးနဲ့ဆက်စင်ရေးရဲ့သဘောတရားအရာရောမိရှုရှင်းလင်းမှုတွေသာလုပ်ခဲ့တာဖြစ်တယ်လို့မြန်ညာခိုင် PDF အမှတ်သုံးတက်ရင်ကပြောထားပါသေးတယ်။လက်ရှိတောင်သာမြို့နယ်မှာတော့မြို့ပေါ်ကူတာစစ်တပ်ကထိန်းချုပ်ထားနိုင်ပြီး သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကိုလှုပ်ဖို့လုံခြုံရေးတင်းကျပ်မှုတွေပါလှုပ်ထားတာဖြစ်သလိုကျန်တဲ့တောင်သားမျိုးနဲ့အများစုကတော့တော်လိုင်းရင်တက်တွေကသာစိုးမိုးထားတာဖြစ်ပြီးတော့အခုတော့အဲ့ဒီမျိုးပေါ်ကစစ်တကိတ်စကန်ဒရီကိုပါတော်လိုင်းရင်တက်တွေကဝင်ရောက်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့အခြေအနေဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါသေးတယ်ခင်ဗျာတဖက်မှာတော့ဂင်းနီပြည်နယ်မှာအချက်ပစစ်တပ်နဲ့တော်လိုင်းရင်တက်တွေကြတိုက်ပွဲတွေအပြင်းထန်ကိုဖြစ်ပွားနေတဲ့အတွက် ဖရူဆိုထားလဲနမ်ဖဲဘောလခဲလန်အသုံးပြုသွားလာတာတွေကိုလက်တလုံးမပြုတ်လောက်ကြဘူး KNDF တပ်ဖွဲ့ကနိုဝင်ဘာလ9ရက်နေ့ကပဲတတိပေးချက်ထုတ်ပြန်ထားပါလေဒါကတော့နိုဝင်ဘာလ3ရက်နေ့ကစပြီး KNDF မှာရှိတဲ့ဖရူဆိုထားလဲနမ်ဖဲလမ်းမကြီးအတိုင်းအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထုတ်လှုပ်ရှားမှုတွေပြန်လည်ပြုတ်လောက်လာတဲ့အတွက်ဂင်းဒေါ်လာရစ်တက်တွေနဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်ဆိုပါလေအကြက်ဖက်စစ်တပ်ကတော့ မိုးပြင်းနဲ့လွိုက်ကောဘတ်တွေမှာလဲသူတို့စစ်တပ်ရဲ့စစ်အင်အားတွေကိုထပ်မံဖြစ်တင်းတာတွေလုပ်နေပြီးလောလောဆယ်တော့ဖရူဆိုနဲ့ဘောလခဲဂျာနမ်ဖဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့ကစပြီးဖရူဆိုထားလဲနမ်ဖဲဘောလခဲလန်အသုံးပြုသွားလာတာတွေကိုလက်တလုံးမပြုတ်လောက်ကြဖို့ KNDF တပ်ဖွဲ့ကတတိပေးချက်ထုတ်ပြန်လာတာဖြစ်ပါတယ်လက်တလုံးကင်းနီပြည်နယ်မှာတော့အကြံဖက်စစ်တပ်ကဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲဘတ်တွေကိုစစ်ကြောင်းများစွာအင်အားဖြည့်ပြီးအလုံးရင်ထိုးစစ်ဆင်တာတွေလုပ်နေတဲ့အတွက် ဒေါ်လာရေးတက်တွေနဲ့နှစ်ဖက်စည်းရေးကတော်တော်ကိုတင်းမာနေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကရွှေဘိုမန္တလေးလမ်းမိုက်မှာအချမ်းပစစ်တပ်နဲ့ဒေါ်လာရေးတက်တွေအကြတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကဘုံဘွက်ခြေရွာတွေကိုဝင်ပြေးပြီးတော့နေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနက်ပိုင်းကစပြီးရွှေဘိုမန္တလေးလမ်းမိုက်မှာအချမ်းပစစ်တပ်နဲ့ဒေါ်လာရေးတက်တွေအကြတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းဒေါ်လာရေးတတွေရဲ့တိုက်ခိုက်မှုကိုခံနေရတဲ့အချက်ဖတ်စစ်တပ်ဘက်ကစစ်သားတချို့ဟာဘုံဘွက်ခြေရွာတဲ့ကိုဝင်ပြေးသွားကြပြီးဘာမှမဆိုင်တဲ့ခြေရွာတဲ့ကပြည်သူပိုင်နေအိမ်တွေကိုမိရှုဖျက်ဆီးနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့ဘုံဘွက်ဇီဒေါ်တက္ကနစိုင်းနိုင်ကြီးစိုင်းနိုင်လေးခြေရွာတွေကပြည်သူတွေပါဘေးလို့ယာတွေကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့စီရေးကတော့တင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်မှာရှိတဲ့နှမ်းစည်းကမ်းခြေရွာကိုအကြပ်ပစစ်တပ်ကစစ်ကြောင်းထိုးမိရှို့ပြီးအနီးနားခြေရွာတွေကိုလေကြောင်းကနေပုံကျဲမှုတွေကြောင့်ပြည်သူတွေရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြိုင်မြို့နယ်တွင်းမှာပြူစောတိခြေရွာကနေထွက်လာတဲ့အကြပ်ပစစ်တပ်စစ်ကြောင်းဟာနှမ်းစည်းကမ်းခြေရွာကိုဝင်ရောက်ပြီးနေအိမ်တွေကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုပါတယ်။ဒါအပြင်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနက်ပိုင်းမှာလည်း အဲ့ဒီနန်းစီကန်ကျေးရွာအနီးတစ်ဝိုက်တွေကိုအချက်ဖက်စစ်တပ်ကလေရင်နဲ့ရောစက်တလေဒီနဲ့ပါလာပြီးဘုံတွေကျဲချသွားပြီးတော့လက်ရှိမှာကျေးရွာနေပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောထားကြပါတယ်အဲ့ဒီလိုပဲအော်တိုဘာလာတဲမှာလေအဲ့ဒီမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်မှာရှိတဲ့ကြောက်ခွက်ကျေးရွာနဲ့မှန်ရင်ကျေးရွာတွေကိုအချက်ဖက်စစ်တပ်ကစက်တလေဒီနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ်မြန်မာနိုင်ငံမှာအချက်ဖက်စစ်တပ်ကသူတို့လုပ်မဲ့အတုရောင်ရွေးကောက်ပွဲကိုဝေဖန်တဲ့လူမှုကွန်ရက် post တွေကို like နဲ့ love react ပေးယုံတဲ့ကိုဖန်ဆီးမှုတွေလုပ်နေတယ်လို့ကုလအစည်းအဝေးမှာတမန်ကြီးဦးကျော်မိုးထွန်းကအသိပေးတင်ပြပြောဆိုသွားပါတယ်ဒါကတော့နိုဝင်ဘာလ၄ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုညူယောက်မြို့ကကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးမှာတမန်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်တာပါအဲ့ဒီမှာအဓိကပြောသွားတာကတော့ ရှိမြန်မာစစ်တပ်ဟာပြည်တွင်းမှာအင်တာနက်ဖြတ်တောက်မှုတွေနဲ့စင်ဆာဖြတ်တောက်မှုတွေလုပ်နေရုံနဲ့မကအွန်လိုင်းမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီးဖမ်းဆီးထောင်ချဖိနှိပ်မှုတွေကိုပြုလုပ်နေတဲ့အကြောင်းနဲ့မကြသေးမီကပဲလူမှုကွန်ရက်ပေါ်မှာသူတို့စစ်တပ်ကလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုဝေဖန်တဲ့ post တွေမှာ like နဲ့ left react ပေးရုံနဲ့ပြည်သူတွေကိုဖမ်းဆီးခဲ့တယ်လို့တမ္မကြီးဦးကျော်မိုးတွန်းကကုလအစည်းအဝေးတွင်ပြောဆိုတော်ပါတယ်အဲ့ဒီလိုပြောဆိုမှုအတွင်း မြန်မာနိုင်ငံကအမှုပညာရှင်တွေရုပ်ရှင်ဒါရိုက်တာတွေနဲ့ထင်ပေါ်ကျော်ကြားတဲ့သူတွေပါမကျန်းစစ်တပ်ကသူတို့လုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုဝေဖန်တဲ့လူမှုကွန်ရက် post မှာ line နဲ့ lab react ဘေးရုံနဲ့မတရားဖန်ဆီးခံထားရတဲ့အကြောင်းကိုပါတမကြီးဥကြုံမှုထွန်းကကုလအစည်းအဝေးအတွင်းထည့်သွင်းပြောဆိုတော့ပါလေဒါပြင်လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကတရားမဝင်အာဏာသိမ်းရင်ကစပြီးသူတို့ကိုစန့်ကျင်တဲ့သူတွေကိုဖိနှိပ်ဖို့နဲ့သူတို့ရဲ့အကျိုးအတွက်သတင်းတွေကိုလိမ်လည်ဖို့သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာတွေကိုလက်နက်တပွဲအသုံးပြုနေပြီး လူမှုကွန်ရက်အသုံးပြုသူတွေကိုလည်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိအောင်အခုဆိုသူတို့စစ်တပ်ကိုလူမှုကွန်ရက်မှာဝေဖန်မှုကြောင့်ဆိုပြီး like နဲ့ let react ပေးတဲ့သူတွေကိုတောင်ဖမ်းဆီးပြပြီးတော့အကြောက်တရားနဲ့ထိန်းချုပ်ပြိနေထားတဲ့အကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာတရင်သမားအများဆုံးမတရားဖမ်းဆီးခံရတဲ့နိုင်ငံတစ်ခုဖြစ်လာနေတဲ့အကြောင်းကိုပါတမကြီးဦးကျော်မိုးထွန်းကထည့်သွင်းပြောဆိုသွားပါသေးတယ်။ အဲ့ဒီတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝေမန်တဲ့လူမှုကွန်ရက် post တွေမှာ like နဲ့ let ရဲ့ပေးယုံနဲ့ကိုဖန်ဆင်းမှုတွေလုပ်နေတဲ့မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာဘလို့မှလွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပဲအတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်ဆိုတာကိုဖော်ပြနေတဲ့အချက်ပေါင်းများစွာတဲ့ကတခုအပါဝင်ဖြစ်နေပြီဒါတွေကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအသိုက်အဝန်းကမြန်မာစစ်တပ်ရဲ့မတရားကျူးလွန်မှုအရင်းငယ်အကြောင်းတရားတွေကိုသိရှိကင်တွယ်ဖြေရှင်းဖို့နဲ့ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့မြန်မာစစ်တပ်ကို သူတို့ရဲ့အပြစ်တွေအတွက်တာဝန်ခံစီဖို့အပြင်လက်ရှိမြန်မာစစ်အုပ်စုရဲ့အတုအယောင်အလိမ်ညာရွေးကောက်ပွဲကိုလည်းနိုင်ငံတကာအပိုင်းဝိုင်းကပြက်ပြက်သားသားပယ်ချဖို့ကိုပါတမကြီးဥကြုံမထွန်းကကုလအစည်းအဝေးတွင်တောင်းဆိုတော့ပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ